။တရုတ်စုကကျင်းပမဲ့ရွေးကောက်ပွဲအတွက်တက်ဆိုင်ရာမြို့နယ်တီတီမှာကြီးညာတိပေးထားတဲ့မဲဆင်းကို ကြီးစုသူမရှိသလောက်နှဲပါနေတယ်လို့စိတ်ဝင်စားမှုမရှိနေဘူးလို့မွန်ကရင်သတင်းလိုက်ကပြည်သူတွေကပြောပါရယ်။စီအုပ်စုရဲ့ရွေးကောက်ပွဲကော်မရှင်ဟာမဲဆင်းတွေကြည်နိုင်ဖို့စက်တင်ဘာလ30ကနေအောက်တိုဘာလ17ရက်နေ့အထိပထမကြိမ်ဖြစ်တဲ့ကြီးရွာအုပ်ချုပ်ရေးမှူးရုံးတွေရွေးခေါ်ရုံးနဲ့ဌာနဆိုင်ရာရုံးအရှိအချို့မှာတိပေးကတ်ထားခဲ့ပါတယ် အဲ့ဒီကက်ထားတဲ့မဲစင်းတွေကိုနိုင်ငံတောင်ပိုင်းဖြစ်တဲ့မွန်ကရင်တနင်္လာရီတိုင်းကပြည်သူတွေဟာစိတ်ဝင်စားမှုမရှိနေသလိုကြိရှိတူမရှိသလောက်နေပါနေတယ်လို့မြို့ခန့်အချို့ကပြောပါတယ်။သူတို့ကတော့နာမည်တွေတော့ကက်ထားတယ်လို့ပြောတယ်။သွားကြည့်တဲ့သူကလည်းအဆက်ကနန်းလောက်ပဲရှိတယ်။တရက်ကွက်မှလည်းအဲ့ဒီချက်တဲ့သူတွေကတော့သူတို့ကအဲ့ဒီ message တွေသူတို့အာရုံတောင်မလာဘူး။သူတို့လုတ်တဲ့ရွေးကောက်ပွဲကလည်းအမှန်ကန်တဲ့လမ်းကြောင်းလည်းမဟုတ်ဘူးလေ။သူတို့ဘာသာပဲပြဲသူတို့ဘာသာပဲရွေးတယ်ဆိုတော့ ပြည်သူလူထုကလည်းအဲ့ဒါကိုသိပြီးတော့စိတ်သက်ဖို့ပုံပေါ်ဖို့ပေါ့နော်အဲ့ဒါဆိုသူတို့ကတော့လည်းတော့မကြည့်ဘူးစိတ်တယ်မပြောဘူးသူတို့ရဲ့ချိန်မြချက်တော့ဘာမှတော့မပြောတာပြီးခဲ့တဲ့2020ရွေးကောက်ပွဲမှာမဲမတမာမှု17တန်းကျော်ရှိခဲ့တယ်လို့ဆွဆွဲပြီးတော့အယက်တာဆူရကိုအာနာသိမ်းလိုက်တဲ့စေအုပ်စုဟာသူတို့ကျင်းပမဲ့ရွေးကောက်ပွဲမှာမဲစင်းတွေအမှားယွင်းများနေတာကိုကိုယ်တိုင်ဝန်ခံခဲ့ပါတယ်2020ရွေးကောက်ပွဲတုန်းကတော့ပြည်သူတွေမဲစင်းကို စိတ်ဝင်စားလာကြည့်ကြပြီးတော့ မှားယွင်းမှုရှိပါကကိုယ်တိုင်တွားရောက်ပြီးတော့အတိပေးတာ ပြင်ဆင်တာဖြစ်ဆက်တာတွေပြုလုပ်ခဲ့သလိုရက်ဖက်အဖွဲ့အစည်းတွေကလည်းအတိပညာပေးတာစောတာတွေလှူဆောင်ခဲ့ပါတယ်။အခုတော့မှားယွင်းဖြစ်နေတဲ့မဲစင်းကိုလည်းပါတီဝင်အချို့နဲ့ထောက်ခံသူအချို့ကလွဲပြီးတော့တွားကြည့်သူမရှိဖြစ်နေကြပါတယ်။အများကြီးကတော့စိတ်ဝင်စားမှုရှိကြပါဘူးလေ။ဒီကဟိုမဲစင်းပေါ်မှာရုပ်ောက်ပေါ်မှာလည်းအရင်ချင်းရှိသူတို့မဲစင်းဆိုတာလည်း အရင်အဟောင်းတွေပေါ့လေအဟောင်းတွေကိုအတိတ်တော့ပြန်မလုပ်ထားတဲ့ပုံစံပေါ့အရင်ဟောင်းတွေကပြန်တွေ့ရင်ကျတော့ဟိုတော်ရုံပေါ့လေအရင်ကရောက်တင်အားကြီးတယ်ဆိုတော့ရောက်30လောက်တော့ကြီးတယ်30ဝန်းကျင်လောက်ပဲကြီးကြတာပေါ့လေအဓိကကြီးတဲ့လူတွေကလည်းသူတို့ပါတီဒီနဲ့ဟိုနီးစပ်တဲ့လူတွေပါတော့ပဲကြီးကြတာပေါ့တော်ရုံကြီးသူတွေကတော့ဟိုမကြီးကြတာများပါတယ်ဒီ2020ထပ်တော့ကိုဆိုးရဲ့ချင်းနေတာလေစေအောင်စုကျင်းပမယ်ရွေးကောက်ပွဲအပိုင်းတစ်ကိုမြို့နယ်ပေါင်း100မြို့နယ်မှာကျင်းပမှာဖြစ်ပြီးတော့ မောမှာ9မြို့နယ်၊ကရင်မှာ3မြို့နယ်၊တနင်္လာရီတိုင်းမှာ4မြို့နယ်ပါဝင်တယ်လို့ထုတ်ပြန်ထားပါတယ်။အဲဒီရွေးကောက်ပွဲကိုတော်လိုင်းအင်အားစုတွေအပြင် UN နဲ့ ASEAN ကလည်းအတိအမှတ်မပြုတ်ဘူးလို့ပြောဆိုထားပါတယ်။